္ဂလာပါဒီနေ့ကတော့ day 2ပေါ့နော်ဒုတိယမြောင်းနေ့ပေါ့နော်ဒီနေ့ကဒုတိယမြောင်းနေ့ဖြစ်တယ်အဲ့တော့မနေ့ကတော့ကကြတော့မနေ့ကဘာလို့တင်သွားလဲဆိုတော့အခြေခံယင်းနိဖန်ဒီ၄မျိုးရဲ့အဲ့တော့ရိုမာကြီးနဲ့ဖယားမဲမှန်ကန်တဲ့အတန်ပေါ့နော်၁၀ဦး46လုံးကိုတင်သွားပြီမနေ့က၁၀ဦးလို့ခေါ်တယ်46လုံးတင်သွားတယ်မှန်ကန်တဲ့အတန်းအဲ့တော့ဒီနေ့လာမကဘာတွေတွေ့မလဲဆိုလို့ရှိရင်ဒီနေ့ပထမအဦးဆုံးတွေ့ဒီနေ့အွန်း3အွန်းတင်မယ်လို့အဲရွေးထားတယ်ပေါ့နော်ဒါပေမဲ့ပထမအဦးဆုံး2အွန်းကိုတင်မယ်ဘာအွန်းလဲဆိုတော့ဒီမှာရေးထားတယ်အဲဒါခုအွန်း အဲ့ဒီမှာရေးထားရအောင်နော်ဒါရိုမကြီးနဲ့ရေးလိုက်တာနော်မနေ့တော့မြန်မာလိုရေးပြရတဲ့10အုံးဆိုဒီကောက်တွေ့မှာက DA က .K U က Q O N ကအုံးအဲ့တော့အုံးဆိုတာကအတန်ကိုပြောတာပေါ့နော်အုံးဆိုတာကအတန်မနေ့ကလည်းပြောပြလာတယ်အဲ့တော့ဒါခုအုံးလို့ဖတ်ရမယ်အတိတ်ပေကအတန်ပြင်းအတန်ပြင်းဆိုတာချင်းကိုဒါခုအုံးလို့ခေါ်တယ်အဲ့တော့ပြီးရှင်းပြမယ်ပေါ့နော်လာဆိုလောလောဆယ်လိုက်မှတ်မှာဒီတန်းလိုက်မှတ်မယ်အဲ့တော့ဒါခုအုံးရဲ့အတိတ်ပေကအတန်ပြင်းလို့ဆိုရတဲ့သင်္ကေတကို တန်တန်ဒီဒုတ်ချောင်းလေးနှစ်ချောင်းကိုတန်တန်လို့ခေါ်တယ်တင်ပြီးတော့ပေါ်ပြတယ်အဲ့အပေါ်မှာမူရင်းအခရာရဲ့အပေါ်မှာဒီဒုတ်ချောင်းလေးနှစ်ချောင်းရှိတာကိုတန်တန်တင်တယ်လို့ခေါ်တယ်အပေါ်မှာထားလို့တင်တယ်လို့ခေါ်တာပေါ့နော်အဲ့ဒါကဓာခုအဲ့ဓာခုအတန်ပြင်းဆိုတာပါကြီးလေအတန်ပြင်းဆိုတာဥမာတို့မြန်မာစကားမှာတော့ရှိပါတယ်ဘယ်လိုဟာလဲဆိုလို့ရှိရင်ဥပမာအဲတကယ်တော့ဒုတ်တစ်ချောင်းပေါ့ဒုတ်တစ်ချောင်းဒုတ်တစ်ချောင်းဆိုတာတကယ်တော့ရေးရင်တူတာတုတ်လို့ရတာတောင်ဘူးတစ်ချောင်းကတာတုတ်လို့ရတယ်အဲ့တော့ဗဇက်ကထုတ်ဆိုလဲတော့တုတ်ဆိုတဲ့တောင်ဝင်းဘူးအတန်ကိုဒုတ်ဆိုပြီးတော့အာဓာရွေးတန်နေဆိုလဲတန်ပြင်းဆိုရတယ် ောက်တစ်ခုကចောင်းတចောင်းတចောင်းចောင်းတចောင်းပေါ့နော်ចောင်းတចောင်းဆိုတာကတကယ်တော့တို့ကရေးလို့ရှိရင်ចောင်းတចောင်းလို့ရရတော့ဥပမာဆိုလို့ရှိရင်အဲចောင်းတចောင်းပေါ့နော်ចောင်းတចောင်းအဲ့တော့ဒါရေးတာကចောင်းတចောင်းအဲ့တော့ဒုပဇက်ကထုတ်ဆိုတော့ចောင်းတចောင်းဆိုပြီးတော့တင့်ဆိုတဲ့တောင်းဝိပုတ္တံကိုဓာရွေးတန်နေဆိုတယ်ပြီးတော့ចောင်းဆိုတာကို ဂျောင်းဆိုပြီးတော့ဆိုရဟုတ်တယ်မလားဂျောင်းတဂျောင်းဆိုပြီးတော့လေအဲ့ဒါအတန်ပြင်းအဲ့တော့ဂျပန်အခရာမှာလည်းအဲ့လိုရှိတယ်အတန်ပြင်းဆိုတာကိုဒါခုအွန်လို့ခေါ်တယ်အဲ့လိုအလွယ်မှတ်ပေါ့နော်ဟုတ်ပြီဒုတိယမြောက်ကကျတော့ဟန်ဒါခုအွန်နဲ့ဟန်ဒါခုအွန်ကကျတော့မြန်မာလိုရေးထားတဲ့အတန်တဝက်ပြင်းဟာ HN ကဟန် DA ကဒါခီယူကခုအဝင်ကအွန်ဟန်ဒါခုအွန်အပီပီတလာလေးမှန်အောင်ဖတ်နိုင်အောင်ကြိုးစားပါနော်အဲ့တော့အဓိပ္ပာယ်ကအတန်တဝက်ပြင်းသူရဲ့တင်ကေတာကိုဘယ်လိုခေါ်ပြရမလဲ ီမှာအဆက်တစ်တည်းအဆက်မဟုတ်တာအလုံးပစ္စည်းလေးရထားတာသူ့ကိုမာရုလို့ခေါ်တယ်အပေါ်မှာထားမှာမဟုတ်လို့တင်တယ်လို့တင်တယ်လို့ဆိုရဲပေါ့နော်အဲ့တော့မာရုတင်ပြီးပေါ်ပြတာကဟန်တာခုအွန်တယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့ဆက်ကြည့်အောင်အဲ့တော့ ဓာခုံဟန်တာခုံဦးနှစ်ဦးပြီးသွားပြီအဲ့တော့အတိတ်ပဲလေးရှင်းပြပြီးပြီအဲ့တော့ဘယ်လိုလေးလာမလဲဆိုတာကြည့်ရမယ်ဒီမှာစကြည့်မယ်အဲ့တော့အတန်ပြင်းနဲ့ဒီမှာရေးထားတယ်အဲ့တော့အတန်ပြင်းဆိုတာဓာခုံဦးပြောတာပေါ့နော်ဓာခုံဦးပြောအဲ့တော့အတန်ပြင်းပြောင်းလို့ရတယ်ဘီဘီဆိုတာတို့မနေ့ကတော့ငါ10ဦးမှာဘီတွေအများကြီးတော့နော်ဘီအဲ40တလုံးရှိတယ်တရ5လုံးရှိတယ်အဲ့ဒီ40တလုံးနဲ့မှာဥမာခါဆိုရင်ခါဘီရှိမယ်စာဘီရှိမယ်တာဘီရှိမယ်ပေါ့နော်အဲ့ဒီဘီတွေအแทမှာမှပြောင်းလို့ရတာဓာခုံဦးပြောင်းလို့ရတဲ့ဘီက၄ခုပဲရှိတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်ခါဘီ ောက်တစ်ခုကစပြီးနောက်တစ်ခုကတပြီးနောက်တစ်ခုကဟပြီးအဲ့လေးခုပဲရှိတယ်အဲ့တော့ဘီလေးခုဆိုပေမဲ့အတန်အနေနဲ့ခွဲရင်၅တန်ရှိရနော် အာအီဥအေအိုဆိုတဲ့အတန်၅တန်ရှိတယ်အဲ့ဒါကြောင့်မလို့ခါပြီးတစ်ခုမှအတန်၅တန်ရှိတယ်စပြီးတစ်ခုမှအတန်၅တန်ရှိတယ်တပြီးတစ်ခုမှအတန်၅တန်ရှိတယ်ဟပြီးတစ်ခုမှအတန်၅တန်ရှိတယ်အဲ့ဒီ၄ပြီးနဲ့အတန်၅တန်နဲ့ပေါင်းတော့စုစုပေါင်းအလုံး20ရှိတယ်။အဲ့ဒီအလုံး20ကဘာလဲဆိုလို့ရှင်ရင်ဓာခုံ တော့ဓာခုံအတန်ပြင်းဆိုလို့ရတဲ့ဟာအလုံး20ရှိရဒီမှာဇေယကွန်းနဲ့ပြတာအလုံး20ရှိတယ်။အဲ့တော့ဘယ်လိုကနေဘယ်လိုပြင်းသွားမလဲဘယ်လိုကနေဘယ်လိုပြောင်းသွားမလဲဆိုတော့တစ်ချက်ကြည့်ကြအောင်။ဟုတ်ပြီအဲ့ဒါကျွန်တော်ခုနကပြောတဲ့နမူနာအနေနဲ့ကြောင်းတစ်ကြောင်းကိုကြောင်းတစ်ကြောင်းဆိုပြီးတော့တောင်ဝင်းကိုဓာရွေးတန်ဆိုတဲ့ကာကြီးတန်ကိုခန်းငယ်တန်နဲ့ဆိုတဲ့အဲ့လိုပဲဒီမှာကြည့်ကြည့်မယ်။အဲ့တော့ခုနကပြောင်းလိုက်ရတဲ့ပြီးက၄ပြီးရှိတဲ့ခါစတာဟာအခုဒီမှာကြည့်ကြည့်မယ်။အဲ့တော့မှခါစတာဟာဘယ်လိုပြောင်းမလဲကြည့်ကြည့်အောင်။အဲ့တော့ခမစကားတဲ့ တော့ခတန်ကနေဂတန်ပြောင်းမယ်အဲ့တော့စမစတယ်စာလုံးတန်နေဇာခွဲတန်ပြောင်းမယ်အဲ့တော့တမတတယ်တောင်းမှုတန်နေဓာတွေးတန်ပြောင်းမယ်ဟမဘဟတန်ကနေဘတန်ပြောင်းမယ်တဲ့အဲ့လိုမျိုးပြောင်းတာဟုတ်ပြီအဲ့တော့ဆက်ကြည့်အောင်ဘယ်လိုတွေပြောင်းသွားလဲဘယ်လိုဖြစ်သွားလဲတော်တို့မူရင်းမနည်းကသွားတဲ့ဆဲအုံမူရင်းအခရတန်မှန်ကန်တဲ့အတန်ကတို့ခရှိတယ်အဲ့တော့ခဆိုတာ KA နဲ့ရေးတယ်အခုခကနေဂပြောင်းမယ်ဆိုတော့ဂဆိုတော့ဘာနဲ့သုံးမလဲဆိုရိုမာကြီးအနေနဲ့ G နဲ့သုံးမယ်အဲ့တော့ GA ဖြစ်မယ်အဲ့တော့ E line မှာဆို GI ဖြစ်မယ် U line မှာဆိုတော့ GU ဖြစ်မယ် A line မှာဆိုတော့ GE ဖြစ်မယ် O line မှာဆိုတော့ GO ဖြစ်မယ်ဟုတ်ပြီအဲ့တော့တို့အရှိစဲရောမှာတော့ကြာတော့ခါတန်းနဲ့ဘယ်လိုဆိုခဲ့လဲအဲ့တော့ဒီမှာကြည့်ကြည့်မယ်တို့မနေ့တော့ဆိုခဲ့တဲ့ဟာပေါ့နော်တို့မနေ့တော့ဆိုခဲ့တာဆိုလို့ရှိရင်ဒီမှာပေါ့နော်ဟုတ်ခါခီခုခဲခို့လို့ဆိုလိုက်တယ်အခုကကြာတော့ဘယ်လိုဖြစ်သွားပြီလဲဆိုတော့ကာဂီဂုခဲ ဒီမှာကြတော့မနေ့တော့ခမှာခို့လို့ဆိုတယ်ဒီမှာကြတော့ဂိုးလို့ဆိုပြီးဩတန်နဲ့မဆိုဩတန်နဲ့ဆိုမယ်တို့တို့ကောင်းကြီးချခေါ်အကောင်းမြင်ခေါ်ဂော့လို့ဆိုမယ်မှတ်ထားမယ်เนาะအဲ့တော့ဂော့လို့ဆိုမယ်တခြားလေးလိုက်ရေးမယ်เนาะဟုတ်ပြီအဲ့တော့ပြန်ပြောမယ်မူရင်ခခီခုခဲခို့ဆိုတဲ့အတန်ကနေခကနေဂအတန်ပြင်းပြောင်းသွားပြီးတန်အောင်ပြင်းပြင်းထန်ထန်ဆိုမယ်ဂဂီဂုခဲခေါ်ရိုမာဂျီနဲ့ရေးရင် G A G I G U G E G O ဟုတ်ပြီเนาะ ဟုတ်ပြီအဲ့ဒီပုံစံအတိုင်းလေးပဲဆက်သွားမယ်အဲ့ဒီပုံစံလေးပဲဆက်သွားမယ်အဲ့တော့စမဇဆိုတော့တို့မနေ့ကတော့ရှိခဲ့တာကဘယ်လိုရှိလဲအဲ့တော့ရေးထားတာရှင်ပြန်ကြည့်ပါเนาะအဲ့တော့စရှိစုစေဆိုဆိုပြီးရှိခဲ့တယ်အခုစနေဇပြောင်းသွားပြီဆိုတော့အဲ့တော့ဇနဲ့သွားမှာဘောရိုမကြီးနဲ့ပေါ်ပြန်ဇနဲ့ပေါ်ပြမယ်အဲ့တော့ကြည့်ကြည့်မယ်စကနေဇပြောင်းသွားတယ်ဆိုတော့ဇအဲ့ဒီမှာတတိထားမယ်စတားလေးပြမယ် တော့ဇပြီးရင်တကယ်တော့ဇီလာမှာတကယ်တော့ဇီဆိုတာမရှိဘူးဘာပဲရှိလဲဂျီပဲရှိအဲ့တော့စာလိုက်မှာတော့ကလည်းစာပြီးရင်စီရှိရမှာစီမရှိပဲရှိပဲရှိတယ်လို့ဒီမှာလည်းပဲ GI ဂျီလို့ပဲရှိရနော်ခံငယ်ရပင်လုံးတင်ဂျီလို့မှတ်မယ်နောက်တစ်ခုဇုမူရင်တန်နိုင်ရှိမယ်အဲ့တော့ဇက်မူရင်တန်နိုင်ရှိမယ်ဒီမှာဇို့ဆိုပြီးတော့အိုတန်နဲ့ဆိုမယ်မှတ်ထားမယ်နော်အပေါ်ကအော့တန်နဲ့ဆိုရဒီကအိုတန်နဲ့ဆိုရနော်အဲ့တော့ဇာဂျီဇုဇဲဇို့ဟုတ်ပြီအတတိယတစ်ခုဆက်သွားမယ် အဲ့ဒီအရေကတမဒတဲ့အဲ့တော့တဆိုတော့ဟိုဘက်မှာတော့ကကျတော့ကြည်ကြည်မဲ့တို့ D1 မှာတော့က7 on မှာတော့ကဘယ်လိုဆိုခဲ့လဲဆိုတော့တာချီစွတ်တဲ့တို့ဆိုပြီးဆိုခဲ့တယ်ဒီမှာအဲ့တော့ထူးခြားတာကချီနဲ့စွတ်မှာထူးခြားတယ်ပေါ့နော်ဟုတ်ပြီအခုတို့ D2 မှာပြန်ကြည့်မယ်ဓာခွန် on မှာတနေဓာပြောင်းတော့ဓာဆိုတော့တို့ကဘာနဲ့ပေါ်ပြမလဲ D နဲ့ပေါ်ပြမှာပေါ့နော်တို့အားလုံးသိကြတဲ့အတိုင်းပဲအဲ့တော့ဓာဘယ်လိုဖြစ်သွားမလဲဒီမှာလည်းပဲစတားလေးပြမယ်ကြည့်ပဲရှိမယ်မှတ်ထားမယ်နော်ဓာ D မရှိဘူးနော်ကြည့်ပဲရှိမယ် ော့ဒီမှာကျတော့ DU လို့ရေးထားပြီးမြဲဒုလို့မဆိုပါဘူးတို့ကိုဘက်မှာတော့ကစွတ်လို့ဆိုခဲ့တယ်မလားအဲ့တော့စွတ်လို့ဆိုခဲ့တဲ့အတွက်ကြောင့်စာတန်ကနေပြီးတော့ဘယ်တန်ပြောင်းမလဲစာတန်ပြောင်းမှာဆိုတော့သူ့ကို DU ကိုစွတ်လို့ဆိုရမယ်မှတ်ထားအဲ့ဒါလေးလိုက်မှတ်မယ်တော့အရေးကြီးပါတယ်အဲ့ဒါရဲ့တချို့စာအုပ်ဒီမှာတည်တန်ဖော်ပြတာမျိုးမရှိဘူးပေါ့နော်အဲ့ဒါလေးကိုတခြားလိုက်မှတ်မယ်အဲ့ဒါရိုမာကြီးနဲ့ရေးပုံရေးနီးအတန်ထွက်ကတော့ဒါဂျပန်အတန်တွေထွက်နေရပါပဲနော်အဲ့ဒါရိုမာကြီးနဲ့ရေးပုံရေးနီး DU လို့ရေးမှာစွတ်ဆိုတဲ့ ဂျပန်အခရာလေးပေါ်လာမှာနော်ကွန်ပျူတာမှာ DU လို့ရေးမှာပေါ်လာမှာနောက်တစ်ခုကကျတော့ DU ကိုကျတော့ det လို့ပဲဖတ်မယ်နော်ဒါ det DO ကို do လို့ပဲဖတ်ပါမယ်အဲ့တော့ပြန်ပြောမယ်အဲ့တော့ ta ကနေပြီးတော့ ta ကနေဒါပြောင်းသွားတယ်ဆိုတော့အဲ့တော့ da g z de do ဒီမှာက DU လို့ရေးထားပြီးမယ် z လို့ပဲဖတ်ရမယ်နော် da g z de do ဟုတ်ပြီနော်အဲ့တော့နောက်ဆုံးနောက်ဆုံးတစ်လုံးစလုံးတော့မြောက်ကိုသွားမယ်အဲ့တော့ ha နေ ba ပြောင်းမယ်တဲ့ အဲ့တော့ကိုဘက်မှာတော့ဆဲအောင်မှာတော့ဘယ်လိုဆိုခဲ့လဲဆိုတော့ပြန်ပြီးပြန်ပြီးတော့လေ့ကျင့်ကြည့်နော်မနေ့ကဟာလေးကို ha he who he ho အဲ့တော့မှထူကြတာက who line မှာထူကြတယ်နော် who who မရှိဘူး who ပဲရှိတယ်လို့ပြောခဲ့တယ်အခုဒီမှာကြည့်ကြည့်မယ် ha ကနေဘာပြောင်းမယ်ဆိုတော့ဘာဆိုတော့ b နဲ့ပြမှာပေါ့ဒါသိကြတဲ့အတိုင်းပဲအဲ့တော့ဘာ b bu be bo ဒီမှာဘာထူကြကြမှာမရှိဘူးမူရင်းအတန်၅တန်နဲ့မူရင်း b ဘာတန်နဲ့ပဲဆိုလိုက်တယ်ဘာ b bu be bo ဟောဒီမှာ o တန်ပဲဆိုတယ် အဲ့တော့ဒီ၄ခုထဲမှာတတိထားမှာကဒီခေါ်လေးတူကြတယ်သူ့ကိုအော့နန်နေပဲဆိုတော့ကျန်တာတွေကအိုနေပဲဆိုတော့ဟုတ်ပြီနော်အဲ့ဒါလေးတတိထားမယ်ဟုတ်ပြီအဲ့တော့ဆက်သွားရအောင်ဒါကဓာခုအွန်အလုံး20ရှိရပြင်ဆက်ပြင်ရေးပြမယ်သိသိပြန်ရေးပြမယ်အဲ့တော့ဓာခုအွန်ရေးပုံရေးနေမှာပုံမနီတာလေးကိုတခြားကြည့်ပါတခြားကြည့်ပြီးတော့ဇာတ်လေးဆွဲပြီးတော့ item လိုက်မှတ်ပေါ့နော်ဒါကိုယ်တိုင်လေးဆွဲပြထားတဲ့ဟာလေးအဲ့နောက်တစ်ခုဆက်သွားမယ်နောက်တစ်ခုအသံတဝက်ပြင်း အတန်တော်ပြင်းဆိုတာအပေါ်ကပြခဲ့တဲ့ဒုတိယမြောက်ဟန်တာခုအွန်ပြောတာနော်ဟန်တာခုအွန်ဟန်တာခုဆိုတာကအတန်တဝက်ကိုပြောတာတဝက်ကိုပြောတာပေါ့နော်အွန်ဆိုတာအတန်အတန်တဝက်ပြင်းမှာဟုတ်ပြီအဲ့ဒါကြည့်ကြည့်မယ်ဟန်တာခုအွန်အတန်တဝက်ပြင်းပြောင်းလို့ရတဲ့ပြီးကသူကတခုပဲရှိတယ်ဟာဟာပြီးပဲရှိတယ်သူအပေါ်မှာဓာခုအွန်မှာတော့ဟာပါတယ်နော်အဲ့တော့ဒီမှာလည်းပဲဟာဖြစ်မယ်အဲ့တော့ဓာခုအွန်ဟာတုံးကဟာတန်ကနေဘာတန်ဖြစ်တယ်အခုဟန်တာခုအွန်ဟာမှာကြာတော့ဟာတန်ကနေဘာတန်ဖြစ်မယ်ကြည့်ကြည့်မယ် ဟာတန်ကနေပတန်ဖြစ်သွားတယ်အတန်တဝက်ပြင်းဆိုပဆိုတာသေးသွားတာပေါ့နော်ဒါပြောရဆိုလို့ချင်းဘယ်လိုနေရာမှာသုံးလဲဆိုမိန်ကလေးတော်မြတ်အတန်လေးကိုသေးသိမ့်ပြီးတော့ပြောတဲ့ချိန်မှာအတန်လေးကိုညှက်ပြီးပြောတဲ့ချိန်မှာဒါပြောကြတယ်များတယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးအလွယ်မှတ်လိုက်ပေါ့နော်ဒါအတန်တဝက်ရှော့ပလိုက်တာအဲ့တော့မူရင်ဟာဟီဖူဟဲဟုမနေ့ကသွားတဲ့ဆေးဝန်ထဲမှာနော်ဟာဟီဖူဟဲဟိုကနေအခုဘာဖြစ်သွားမလဲဆိုတော့ပလိုက်ပြောင်းမယ်ဆိုတော့ဘယ်လိုဖြစ်သွားမလဲပပီပူပဲပိုတေချာလိုက်မှတ်ပါမရရင်မှတ်မေးတက်လို့ရှိရင် မြန်မာလိုလေးဒီလိုလေးလိုက်ရေးပါအောင်เนาะကျွန်တော်ကတော့လိုအပ်တဲ့ဟာလေးတွေရေးပေးမယ်အဲ့တော့ပို့ပို့တန်းလည်းပဲဆိုမယ်เนาะပြန်ပြောမယ်ပါပီပူပဲပို့ပါပီပူပဲပို့တူးချတာမရှိဘူးเนาะအဲ့တော့အဲ့ဒါဆိုလို့ရှိရင်အဲ့တို့မနေ့ဆယ်ဝန်က46လုံးပေါ့เนาะဆယ်ဝန်ဆိုတာကတရားရောပြီးရောပေါင်းထားတယ်46လုံးပြောတယ်အခုကကြာတော့ဒါခုအွန်မြန်မာလိုရေးပြမယ်ဒိဗျအတန်တူပဲပြောဒါခုအွန်ကအလုံး 20ရှိရတာပေါ့အလုံး20เนาะအလုံး20ရှိအဲ့တော့ hand dark ခုအောင်အဲ့တော့ hand dark ခုအောင်ကကြာတော့မလုံးရှိတယ်ဆိုတော့9လုံးရှိတယ်ဟုတ်ပြီအဲ့တော့စစ်စစ်ပေါင်းလို့ရှိရင်ဒီမှာ25လုံးအဲ့တော့တတိယမှာတချို့ဆရာတွေကကြာတော့ဒါကျွန်တော်လည်းတူတူပဲပေါ့เนาะအဲ့တော့ဒီမှာကဘာတူလဲထူးခြားချက်ရှိတယ် g နှစ်ခုရှိတယ်အဲ့ဒီ g နှစ်ခုကိုတို့ကဒီအပေါ်က g ကိုပဲသုံးတာများတဲ့အတွက်ကြောင့်ဒီ g ကိုသုံးနေတယ် အဲ့ဒါကြောင့်မလို့ဒီနှစ်ခုကိုတစ်ခုပေါင်းလိုက်တော့အလုံး20ကနေဘလောက်ဖြစ်သွားလဲဆိုတော့16လုံးဖြစ်သွားတယ်အဲတချို့ဆရာမများဒီလိုသတ်မှတ်ကြတယ်ပေါ့နော်အဲ့တော့ဓာခုအုံးကအလုံး20တနည်း16လုံးရှိတယ်ဘာလို့16လုံးဖြစ်တာလဲဂျီနှစ်ခုကိုပေါင်းလိုက်တယ်အဲ့ဒီဂျီနှစ်ခုပေါင်းရင်အပေါ်ကဂျီကိုပဲအတုံးများမယ်လို့မှတ်မယ်ဒီချာလေးလိုက်မှတ်မယ်နော်ဒါလေးတွေကိုအဲ့တော့ဟန်ဓာခုကကြတော့9လုံးရှိတယ်အဲ့တော့ပြန်ပြောမယ်မနေ့က10အုံးက46လုံးရှိတယ် အဲဒီနေ့ဓာခွန်အောင်ကအလုံး20တနည်း16လုံးရှိမယ်ဟန်တာခွန်အောင်က9လုံးရှိမယ်ပေါ့နော်အဲ့ဒါလေးလိုက်မှတ်ထားပဲဟုတ်ပြီအဲ့ဒါညီငယ်ညီမငယ်တေချာလေးရေးလို့ကုလို့ရအောင်လို့တေချာပြပေးမယ်နော်အနည်းငယ်ပြပေးမယ်အဲ့ဒါလေးတွေတေချာလိုက်မှတ်ပါအဲ့တော့ဗီဒီယိုလေးတောင်းလို့ဆွဲပြီးတေချာကိုယ်တိုင်စာအုပ်လေးနဲ့ချရေးထားပါပေါ့နော်ဟုတ်ပြီအဲ့တော့နောက်ထပ် on tone မှာဆက်တွေ့ကြမယ် อืมအဲ့တော့ဆက်သွားကြအောင်ခုနကဓာခုအွန်နဲ့ဟန်တာခုအွန်ပြီးသွားပြီအဲ့တော့ပြန်လေ့လာပါသေးချာလေးเนาะအခုဆက်တွေ့ရမှာတတိယမြောက်အွန်ပေါ့တနည်းအားဖြင့်မနေ့က10အွန်ပါဆိုစရုဒ္ဓမြောက်၄ခုမြောက်အွန်ဒီနေ့အတွက်ကတော့တတိယမြောက်အွန်အဲ့ဒီနေ့တွေ့မှာဘာအွန်လဲဆိုတော့ဒီမှာရေးထားတာကြည့်ကြည့်အောင်ဒီမှာ y o o o n လို့ရေးထားတယ်အဲ့တော့ဘယ်လိုဖတ်မလဲဆိုရင်ယောအွန်လို့ဖတ်မယ်တို့တို့ရပလေးချယောယောအွန် အတန်လေးတို့တော့မှန်အောင်ဖတ်ပါတို့ online ရတင်ရတာဆိုတော့တိတ်မထရောက်ဘူးတို့တချို့ကထင်ကြတယ်အဲကြောင့်မလို့တည်တည်ချာချာလေးအတန်ထွက်မှန်အောင်ဖတ်ပါအဲ့ဒါကိုယောအွန်းလို့ခေါ်ပါတယ်ယောအွန်းဆိုတဲ့အတိတ်ပဲတိုင်းသူကယောနှောပြီးဖတ်ရတာအဲ့သူ့ရဲ့အတိတ်ပဲကပါလဲဆိုတော့ပေါင်းဆက်ပြီးဆိုရတဲ့အတန်အဲ့တော့ပေါင်းဆက်ပြီးဆိုရတာကိုယောအွန်းလို့ခေါ်တယ်ဘလို့ပေါင်းဆက်ပြီးဆိုမှလည်းနောက်ရှင်းပြရပေးမယ်အဲ့တော့သူ့ရဲ့သင်္ကေတ format ပေါ့နော်ခုနကဓာခုံအောင်ဆိုရင်အပေါ်ကတန်တန်တင်နေဟန်တာခုံအောင်ဆိုရင်အပေါ်ကမာဒူလေးအဝိုင်းလေးတင်နေ အတူမှလည်းတင်ဂီတာရှိတယ်သူရဲ့ format ကပါလဲဆိုတော့သူက E line out တွင်ရှိတော့ B များကိုလေဟုတ်ပြီနော် E line out တွင်ရှိတော့ B များကိုလေရ U short အဲ့ဒီ B သုံးလုံးနဲ့ပေါင်းဆက်ပြီးဆိုတာချင်းကိုပေါင်းဆက်ဆိုချင်းကိုပေါ့နော် ပေါင်းဆက်ဆိုချင်းကိုရောအုံးပေါင်းဆက်တန်ဟုခေါ်ပါတယ်အဲ့တော့ E line ဆိုတော့ဘာကိုပြောတာလဲ E line ဆိုတာတို့ရှေ့မှာဆဲအုံးနေဓာတ်ခုံနေဟန်ဓာတ်ခုံနေမှာ E line နေရှိရယ်လေဥပမာဆဲအုံးကြည့်ကြည့်မယ်အော်ဆဲအုံးမှာဆိုလို့ရှိရင်ပေါ့နော်ဗာအဲ့တော့ အဲဆဲဝန်ဆိုရင်ကြည့်ကြည့်မယ် e line ပါရှိတယ်ဒီမှာ khi shi chi ni hi mi ri ဒါ e line လေဟုတ်တယ်မလားဒီမှာ e line e line ဆိုတော့ဒီမှာ1 2 3 4 5 6ခုနှစ်လုံးရှိမယ်เนาะဒါဆဲအောမှာခုနှစ်လုံး e line ရှိတယ်အဲ့တော့ဓာတ်ခုအောမှာလည်း e line ရှိတယ်လीဒီမှာကြည့်ကြည့်မယ် e line ဆိုတော့ဒါကိုပြောတာအဲ့တော့ g g အဲ့တော့ဒီနှစ်ခုကပေါင်းတော့တစ်လုံးပဲယူတော့ b 3လုံးရှိမယ်ဓာတ်ခုအောမှာ3လုံးရှိမယ်အဲ့တော့ hand ဓာတ်ခုအောမှာဆိုရင် p 3လုံးရှိမယ် ဲ့တော့ဓာတ်ကုန်အောင်က3လုံးဟန်ဓာတ်ကုန်က2လုံး4လုံးအဲ့တော့မနေ့ကတို့သင်တဲ့ဆဲအောင်မှာက9လုံးဆိုတော့စုစုပေါင်း17လုံးရှိတယ်အဲ E line ကိုပဲပေါင်းပါနော်သူက E line လို့ပဲပြောတာနော်ကြံတဲ့ R တွေ O တွေ A တွေသွားမပေါင်းဘူးနော် U တွေမပေါင်းဘူး E line ကိုပဲပေါင်းပါအဲ့တော့အဲ့ဒီ E line ရဟာကိုသွားပေါင်းလို့ရှိရင်သွားရောင်းအောင်လို့ခေါ်တယ်တဲ့ဟုတ်ပြီအဲ့တော့မှတ်ချက်လေးရှိတယ်ကွအဲ့မှတ်ချက်လေးကိုတို့သတိထားမယ်မှတ်ချက်ကဘာလဲဆိုရင်ရာယူရော့3လုံးကိုတဲ့ပုံမှန်ထက်သူကတဝက်သေးပြီးရေးရမယ် ဒါရိုမန်ကြီးမှာတော့ရေးကြမလို့ရိုမန်ကြီးက ABC နဲ့ရေးတာဆိုရဟီရာကနဂျပန်လိုရေးတော့ခါကြရင်တော့အဲဟီရာကနအခရာလေးကိုတော့သိရင်ပဲလို့ပြောတာပေါ့နော်လောလောဆယ်ဒီလိုမှတ်ထားမယ်ဟုတ်ပြီနော်အဲ့တော့ပေါင်းဆက်ဆိုလဲဆိုတော့ဘယ်လိုလဲအောက်မှာဥပမာပြမယ်အဲ့တော့တို့က e line ဆိုတော့ဘာသုံးတွေ့မှာကခီးတွေ့မှာဆိုတော့ကခီးနဲ့တို့ကရာယူရောနဲ့ပေါင်းမယ်ဆိုတော့ခီးနဲ့ရာနဲ့ပေါင်းမယ်တကယ်လို့ခီးနဲ့ရာနဲ့ပေါင်းရင်တို့ပုံမှန်အတန်ထွက်မယ်ဆိုရင်ခီးရလိုပဲတို့ထွက်ကြမှာတို့တော့အဲ့လိုမဟုတ်ဘူးဤတန်ဖြောက်ပြီးခရလို့ဆိုရတယ်အဲ့ခီးနဲ့ရာနဲ့ပေါင်းတော့ခရ ဲ့လိုပဲ key နဲ့ you နဲ့ပေါင်းတော့ key you လို့မဆိုဘူးလို့ဆိုမလဲခ you လို့ဆိုရမယ် attorney to ဆိုတာပဲ key နဲ့ your နဲ့ပေါင်းတာကိုတို့က key your လို့မဆိုဘူးဘယ်လိုဆိုမလဲခ your လို့ပဲဆိုရမယ်အဲ့ဒီလိုမျိုးပေါင်းဆက်ပြီးဆိုရတာကို your own လို့ခေါ်တဲ့ပေါင်းဆက်တန်ဟုတ်ပြီနော်မြန်မာလူမြန်မာအခရာဒီမှာလည်းရှိပါတယ်ဥပမာဆိုရင်ရပင်းနဲ့ရရစ်ပေါ့တချို့ own အဲ့ဒီအီလိုက်ရဟာလေးကိုရွာယူရသုံးလုံးနဲ့ပေါင်းလိုက်တာအဲ့ဒါရောင်းဖြစ်သွားတယ်ဟုတ်ပြီနော် င်ကဲဟုတ်ပြီကြည့်ကြည့်အောင်အဲ့တော့ပြန်ပြောကြည့်အောင်တို့မနှလုံးရှိမယ်ဆိုလို့ရှိရင်ခုနကတော့မတို့ဆွတ်ထုတ်လိုက်တာ e line အောက်မှာရှိတဲ့ဟာကို cell on နေရဟာကိုဓာတ်ခုအွန်ဟန်ဓာတ်ခုနေရမှာရှိတဲ့ e line ကိုဆွတ်ထုတ်လိုက်တာစုစုပေါင်း17လုံးရတယ်အဲ့ဒီ17လုံးကိုဒိုးကရှားယူရ3လုံးနဲ့ပေါင်းတော့17ကို3နဲ့မြောက်တော့33လုံးဖြစ်သွားမှာပေါ့ဟုတ်ပြီနော်အဲ့တော့ဒီမှာကြည့်ကြည့်မယ်အဲ့တော့ဒီမှာ1 2 3 4 5 6 9 10 17အော်17ကို3လုံးရှိတော့ဒါ33လုံးဖြစ်သွားတယ်ဟုတ်ပြီအဲ့တော့ တို့ဘယ်မှာစတွေ့မလဲဆိုလို့ရှင်ဆဲအောင်မှာဆိုလို့ရှင်အဲ့ဒါကြည့်ကြည့်မယ်အဲ့တော့ခီရှိမယ်ပေါ့ပြီးလို့ရှင်ရှိရှိမယ်ပေါ့ပြီးလို့ရှင်ချီရှိမယ်ပေါ့ပြီးလို့ရှင်ဘာရှိမလဲဟိရှိမယ်ပြီးလို့ရှင်နိရှိမယ်ပြီးလို့ရှင်အဲ့တော့မိရှိမယ်ဟုတ်ပြီနော်အပြီးလို့ရှင် ရီရာကောက်တန်တယ်ဆိုရမယ်ဟုတ်ပြီဒါက10အုံးက9လောက်ပြီးတော့ဓာခွန်အမဆိုလို့ရှိရင်ဂိရှိမှာပေါ့နော်အဲ့တော့ကဂိဂိရှိမှာတော့ကငယ်တန်တယ်ជីမဟုတ်ဘူးနော်အဲ့တော့နောက်တစ်ခုကမှជីရှိမယ်ជីအိုင်ជីကငယ်ရပြန်လုံးရင်ဒီជីနောက်တစ်ခုကကျတော့ B ရှိမယ်ပေါ့နော် B I အဲ့တော့ဘာကောင်းလုံးတင် B နောက်တစ်ခုကကျတော့ P ရှိမယ် P I အပါစဲလုံးတင် P ဟုတ်ပြီနော်အဲ့တော့မြန်မာလိုလေးပဲရေးပြထားမှတ်လို့လွယ်အောင်အဲ့တော့အဲ့အားလေးတွေကိုတို့ခုနကတော့ရာကြီးရောနဲ့ပေါင်မယ်ဆိုရင်ဘယ်လိုရေးရမလဲဒါရိုမကြီးရေးပုံရေးနေအတန်ထွက်ကတော့ဂျပန်အတန်ထွက်တွေပဲအမှန်အတန်လိုက်ထွက်ရမယ်အဲ့တော့ ခိနဲ့ရနဲ့ပေါင်းတော့တို့ကဘယ်လိုရေးမလဲ k i y a လို့ရေးလို့မရဘူး k y a လို့ရေးရမယ်အဲ့ k y a ကခရဒီမှာပြောထားတယ်မယ်နော် k y u ဆိုတော့ခယုတကယ်ဆိုရင်ခိနဲ့ u နဲ့ပေါင်းတာပဲ k i y u k i y u လို့လေးလုံးရေးပါလားဘာဖြစ်လို့သုံးလုံးပဲဖြစ်တာလဲအဲ့ဒါလေးကိုပြင်ရှင်းပြပေးမယ်အခုလောဆယ်ဒီတိုင်းလိုက်မှတ်မယ် k y a ကခရ k y u ကခယု k y o ့အော့တန်နေပဲဆိုမယ်ဘာဖြစ်လို့လဲဆိုတော့တို့ဒီမှာရယူရော့ဆိုခဲတော့ကရော့ကိုအော့တန်နေပဲဆိုခဲ့တယ်လေစေဟောမှာတော့အခုဒီမှာလည်းပဲအော့တန်နေပဲဆိုမယ်အဲ့ဒါတတိထားမယ်နော်အဲ့တော့အော့တန်နေဆိုရင်လို့မှတ်ထားဒါလေးကိုတတိထားပေါ့နော်ဒါလိုရမယ်မှတ်ထားအော့တန်နေဆိုရမယ်ဟုတ်ပြီအဲ့တော့ခီကိုရနေပေါ့နော်ရယူရော့နေပေါ့နော်ခရခယူခယော့အဲ့တော့ရှီကိုရယူရော့နေပေါ့နော်ရှာရှူရှော့ဒီမှာလည်းပဲအဲ့ဒီမှာကြာတော့ဘယ်လိုဖြစ်သွားလဲဒီမှာကြာတော့ မူရင်းက SHI ရှိတာအဲ့ဒီမှာကျတော့ YA YU YO ပေါင်းတယ်ဒီမှာကျတော့ဘာမှ YA YU YO မပါဘဲနဲ့ AUO ပဲပါတယ်ထူးခြားပါပြီးရှင်းပြရမယ်နော်အဲ့တော့ဒီလိုဖတ်မလဲအတန်လေးလိုက်မှတ်ထားမယ် sha shu sho အဲ့တော့ရာကောက်ဟာထူ sha ရာကောက်ဟာထူတချောင်းငင် shu အ short ဆိုတော့တို့ရာကောက်ဟာထူအကြ short အကောက်မြင် short sha shu sho အဲ့လိုမှတ်မယ်နော်နောက်တစ်ခုချိနဲ့ရာနဲ့ပေါင်းတော့ cha ချိနဲ့ယူနဲ့ပေါင်းတော့ chu အကောက်မြင်တန်ထွက်မယ်ချိနဲ့ ျောနဲ့ပေါင်းတော့ချော့တို့တို့ခေါင်းကြီးအပြင်ချချော့အကောင်မြင်လျှော့ဟုတ်ပြီနောက်တစ်ခုဟီနဲ့ရနဲ့ပေါင်းတော့ဒီမှာကြတော့ဟယာဟီနဲ့ယူနဲ့ပေါင်းတော့ဟယူဟီနဲ့ယောနဲ့ပေါင်းတော့ဟယော့အော်တန်ပဲတော့လျှော့ဆိုရမယ်နောက်တစ်ခုအနီးနဲ့ရနဲ့ပေါင်းတော့နယနီးနဲ့ယူနဲ့ပေါင်းတော့နယူနီးနဲ့ယောနဲ့ပေါင်းတော့နယော့အော်တန်ပဲဆိုရမယ်ဟုတ်ပြီ ်နောက်တစ်ခုမိနဲ့ရနဲ့ပေါင်းတော့ကျတော့မရမှဖြစ်တော့မြရဖြစ်သွားတယ်ဒါ m1a လဲတော့မြရလို့ပဲထွက်ကြတော့အဲ့တော့မိနဲ့ u နဲ့ပေါင်းတော့ m1u ဆိုတော့ mu မိနဲ့ယောနဲ့ပေါင်းတော့ m1o ဆိုတော့အော်မြော့မြော့လို့ဆိုရမယ်နော်အဲ့တော့မြမြူမြော့ထူကြတယ်အဲ့ဒါလေးမှတ်မယ်အဲ့တော့ re နဲ့ရနဲ့ပေါင်းတော့ rya ဆိုတော့ rya လို့ဖတ်ရမယ် re နဲ့ u နဲ့ဆိုတော့ ryu အရှိရရောက်တန်နော် re နဲ့ယောနဲ့ဆိုတော့ ryo အော်တန်ပဲဆိုရမယ်အဲ့တော့ဒါဆဲအောင်ပြီးသွားပြီ တော့ဓာခုအောင်သွားမယ်ဓာခုအောင်မှာကျတော့ G ဆိုတော့ GI အဲ့တော့ GYA လို့ရေးမယ်အဲ့ဒီမှာကျတော့ GYA ဆိုတော့ကရဒါကြတော့ဘယ်လိုဖတ်မလဲလိုက်ဖတ်ကြည့်ပါဂယုဘယ်လိုဖတ်မလဲဂယော့ကရာဂယုဂယော့ဟုတ်ပြီနော်အဲ့ဒါဆက်သွားမယ် G ကိုသွားမယ် G နဲ့ရနဲ့ပေါင်းတော့ကျတော့ဂျလိုက်ဖတ်ကြည့်ပါယူနဲ့ပေါင်းတော့ဂျုယောနဲ့ပေါင်းတော့ဂျော့ဟုတ်ပြီနော် နောက်တစ်ခု B နဲ့ရနဲ့ပေါင်းတော့ကြာတော့ပြဖြစ်သွားတယ်ဖြူဖြစ်သွားတယ်ပြော့ဖြစ်သွားတယ်ပြားဖြူပြော့ဖြစ်သွားတယ်တော့သူကဘာနဲ့တွေ့လဲမြမြမြော့နဲ့တွေ့တယ်အဲ့အတိုင်းပဲ P နဲ့ရနဲ့ပေါင်းတော့ပြဖြစ်တယ် P နဲ့ယူနဲ့ပေါင်းတော့ပြုဖြစ်တယ်အကောင်မြတ်တန်ထဲမှာ P နဲ့ရနဲ့ပေါင်းတော့ပြော့ဖြစ်တယ်ပြပြုပြော့ဟုတ်ပြီနော်အဲ့တော့အတန်းတစ်လေးတွေတော့အရင်ရအောင်လို့လိုက်ပြန်ဆိုကြည့်မယ်ဒီလိုလိုက်ဆိုကြည့်ပေါ့နော် ခယာခယူခယောရှာရှူရှောခြာချူချောဟယာဟယူဟယောနယာနယူနယောမြာမြူမြောရယာရယူရယောခယာခယူခယောဂျာချူချောပြာပြူပြောပြပြူပြောဟုတ်ပြီရိုမာကြီးအဲ့တော့ဒါကရိုမာကြီး ਨੇ ရေးထားတဲ့ အတန်ကိုဂျပန်အတန်နဲ့ဆိုတာပေါ့နော်အဲ့တော့ခုနကပြောခဲ့တယ်ဒီမာတွေကယဒီမာယူဒီမာယောဆိုပြီးတော့ယယူယောပါပြီးတော့ဒီမာကျတော့ AUO ပဲပါတယ်ဘာကွာသွားလဲအဲ့လိုပဲကြည့်ဒီမာ AUO ပဲပါတယ်ဒီမာ A အဒီမာကျတော့ YA1UYO ပါတယ်ဒီမာ YA1UYO ပါတယ်ဒီမာ YA1UYO ပါတယ်ဒီမာ YA ပါတယ်တော့လျှောက်ပါတယ်ဒီမာ YA ဒီမာလည်း JY1E ပါတယ်ဒီမာ YA1U ပါတယ်အဲ့တော့ဘာဖြစ်လို့ဒီမာကျတော့ A ပဲပါတယ်ဆိုလို့ရှိရင်အဲ့ဒါလေးတည်တည်ထားမယ်အဲ့တော့ဒီမာဒါလေးကိုကြည့်ကြည့်မယ် ဒီမှာ3လုံးရှိတယ်ဒီမှာ SHI 3လုံးရှိဒီမှာ3လုံးရှိတယ်တွေ့လားကျန်တာတွေက KI HINNI MI RI GI နှလုံးစီပဲရှိတယ်အဲ့လိုမျိုး3လုံးရှိတဲ့ဟာမျိုးကြလို့ရှိရင်ဒီက A ကိုပဲယူမှာ U ကိုပဲယူမှာ O ကိုပဲယူမှာလက်ကြည့်ကြည့်နော်ဒီမှာ A U O နှလုံးပဲရှိတဲ့ဟာကြတော့ YA YU YU ကိုအကုန်တောက်လျှောက်ပါတယ်เนาะအဲ့လိုလေးသာမှန်လားဟုတ်ပြီနော်အဲ့တော့ဒါသည်ဘာအုံးလဲဆိုလို့ရှိရင်မြန်မာလိုရေးပြမယ်ယောအုံး ယောဆိုတဲ့အတိပ္ပယ်ကယောနှောခြင်းကိုပြောတာအဲ့တော့အွန်ကအတန်ယောနှောပြီဆိုရတဲ့အတန်ဘယ်နှလုံးလဲဆိုရင်33လုံးဒါယောအွန်33လုံးရှိတယ်ဟုတ်ပြီနော်အဲ့ဒါဒီကိုတခြားကြည့်ပြီးတော့ကုပါအဲ့ဒါတခြားပြပေးမယ်အဲ့ဒါယောအွန်ပေါင်း7အတန်အဲ့ဒါဘယ်လိုမျိုးကြီးရမလဲဘယ်လိုသင်ကြတာထားမလဲဆိုတာလိုက်ပြီးတော့ကြည့်နော်ဒီဇာတ်ကွက်လေးတိုင်းရေးထားတာရိုမန်ကြီးပဲဒီရိုမန်ကြီးတွေပိုင်နိုင်ပြီဆိုမှဟီရာကာနာကိုသင်ပေးပါမယ်အရူမာကြီးရပြီဆိုလို့ရှင်ဒါဟိရာကနာအစားထိုးလိုက်ရုံပဲအတန်ထွက်တရလုံးဝရသွားမှာနော်ဟုတ်ပြီအဲ့တော့ဒီနေ့က အတခုအုံရဲ့အတန်ပြင်းနာရဲ့ဟန်တခုအုံအတန်တဝက်ပြင်းနာရဲ့အဲ့တော့ယောအုံအတန်တွေကိုပေါင်းဆက်ပြီးယောနှော်ပြီးဆိုရတဲ့ဟာဒီကိုတင်သွားပေးတဲ့အုံသုံးအုံပြီးသွားပါပြီမနေ့တော့ကကြတော့10အုံ46လုံးပေါ့နော်အဲ့တော့ဒီနေ့ကတခုအုံကအလုံး20မှာတစ်လုံးပေါင်းလိုက်တော့19လုံးဟန်တခုက9လုံးအဲ့တော့ယောအုံက33လုံးအဲ့ဒါလေးကို day two အဖြစ်တရားချမှတ်ပြီးတော့ like ရအောင်လုပ်ထားပါအတန်အတွက်မှန်အောင်လုပ်ပါအဓိကအတန်အတွက်အရင်ရေးကြည့်ပါလေ ဟုတ်ပြီအဲ့ဒါဆိုရင် day 3မှာပြန်တွေ့ကြမယ်